လာညချမ်းလေးပါရှင်။နိုဝင်ဘာလ18ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကျန်းခန့်ရေးပါတီယုံပြစ်ခတ်တိုက်ခိုက်ခံရပြီးယုံကိန်းဆောက်တပ်သား2ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်း။ပွဲပြူမြို့မှာစစ်တပ်နဲ့ပြူတွေကမိုင်းထိလို့ဆေးလာကူးတဲ့အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးကို PDF တေးလို့ဆိုကဖမ်းဆီးတဲ့သတင်း။အနာဒိစတဲ့လောက်ခံတတတူလက်နက်ခဲနဲ့တကွာအလင်းဝင်တဲ့တဲ့ ရေကဝယ်အောင်မြင်စေရအတွက်လိုအပ်တာတွေကိုအလေးထားဆောင်ရွက်ဖို့စစ်ကောင်းဆောင်မှာကြားတဲ့တွင်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖျက်ပြီးစစ်ကြောင်းထုလာတာကြောင့်အင်အားစု၄၀၀ကျော်စစ်ပေးရှောင်နေကြရတဲ့တွင်ဖျာဘုံမြဝမှာငါဖန်းဆက်လေမီလောင်ကျော်လို့တင်မော်တစီလုံးပြကြခဲ့ရတဲ့တွင်မိုးကောင်းမျိုးရှိလေတော်တဲ့ကနေအိမ်တစ်ခုမှာတည်ဆုံနေတဲ့ရုပ်အလောင်းနှစ်ခုတွေ့ရှိတဲ့တွင် ဂရိနိုင်ငံမှတဆင့်ယူကရိန်းနိုင်ငံကိုအမေရိကန်နိုင်ငံထုတ်သဘာဝတန်းငွေတွေတင်ပို့သွားမယ့်သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျန်းခန့်ရေးပါတီယုံပြစ်ခတ်တိုက်ခိုက်ခံရပြီးရုံးကိန်းဆောက်တပ်သား၂ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာနိုဝင်ဘာလ16ရက်နေ့ည10:00နာရီဝန်းကျင်ခန့်ကကျန်းခန့်ရေးပါတီယုံပြစ်ခတ်တိုက်ခိုက်ခံရပြီး ယုံကိစ္စောက်တပ်သားနှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ပြကြွက်ကထုတ်ပြန်ထားပါတယ်။မော်ဘီမြို့နယ်မှာစစ်ကောမရှိရဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပြင်ဆင်နေတယ်။စံခံရေးပါတီယုံကိုမြို့ပြကြွက် UG ရဲဘော်တွေကလက်လုံဘုံနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။စစ်တပ်ဘက်မှနှစ်ဦးပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရကကြောက်လန့်နေကြရန်တမ်းပြီးပြန်လည်ပြစ်ခတ်ခဲ့ပေမဲ့ UG ရဲဘော်တွေကဘေးကင်းလုံခြုံစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ စေအောင်စုရဲ့အကြမ်းဖက်သွေးစိုးမှုတွေကိုတရားဝင်ဖြည့်ရေးကြိုးပမ်းနေမှုကိုတားဆီးရနဲ့ပြည်သူတွေကိုမတရားဖန်ဆီးစစ်မှုထမ်းခိုင်းနေတာတွေကိုလက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်စေအောင်စုဘက်မှပူးပေါင်းနေမှုတွေကိုရပ်တန့်ကြဖို့ကိုလည်းအသိပေးထားပါတယ်။ရန်ကုန်တိုင်းအတွင်းမှာစစ်ကောင်မရှင်ကအတုအယောင်ရွေးကောက်ပွဲအတွက်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပူးပေါင်းကလှုပ်ဆောင်နေကြပြီးရွေးကောက်ပွဲနီလာလေးလေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ရက်ွက်တချို့မှလည်းစစ်မှုထမ်းကြီးလို့ဆိုကြ အုပ်ချုပ်ရေးမှူးထံကိုငွေကြေးပေးဆောင်ရတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလတရက်နေ့ကလည်းတာကီတာမြို့နယ်ရေစခန်းကိုရဲဘော်တွေကလက်လုံဘုံနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရေစခန်းအတွင်ရှိရဲတပ်သားတွေထိခိုက်မှုရှိခဲ့တယ်လို့လည်းမြို့ပြကြွကထုတ်ပြန်ထားပါသေးတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ပွင့်ပြူမြို့မှာစစ်တပ်နဲ့ပြည်တွေကမိုင်းထိလို့ဆေးလာအကူတဲ့အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတဦးကို PDF တွေလို့ဆိုကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကွေတိုင်ပွေးဖြူမြို့နယ်မှာစစ်ကောင်မရှင်တန်းတဲ့ကြောင်းကုန်းကြီးပြည်စောတိအဖွဲ့ကမတော်တဆမိုင်းထီလို့ဆေးလာကူတဲ့အမျိုးသားတအူအမျိုးသမီးတအူနဲ့သုံးဘိန်းပေါင်းသူအမျိုးသားတအူတို့ကို PDF နဲ့ဆက်နွယ်တယ်လို့ဆိုကဖန်စီပြီးသုံးဘိန်းကိုပါတင်ယူသွားတယ်လို့သိရှိရပါတယ်။နွေမာလာ15ရက်နေ့ည8နာရီအချိန်ခန့်ကရေဘုတ်ကလေးကြီးရွာမှာကိုနိုင်မြင့်ဆိုသူဟာရေဘုတ်ကြီးကြီးရွာမှာရေဘုတ်ကလေးရွာသို့ပြန်လာစဉ် နှရွာကြားမှာမိုင်းမတော်တဆနင်းမိတာဖြစ်ပွားပြီးမိုင်းထိဒဏ်ရာကိုစေကူတာဖို့ရေပုတ်ကြီးကြီးရွာမှာပွင့်ဖြူမျိုးပြည်သူစေယုံကြီးကိုတုံးပန်းရင်ဖြင့်လာရောက်စေစစ်တပ်နဲ့ပြည်စောထိအဖွဲ့ကဖမ်းဆီးသွားတာဖြစ်တယ်လို့သိရှိရပါတယ်။ကိုနိုင်မြင့်ကမိုင်းနင်းမိပြီးခြေတလုံးပေါင်တဲ့တင်မားကိုမိုင်းစားထိမှန်လို့စေယုံသွားတာလမ်းမှာစစ်တပ်လှည့်ကင်းနဲ့တွေ့ပြီးအဖမ်းခံရတာကျောင်းကောင်းကြီးရွာကပြူတွေပါတော့ဘာမှပြောမရဘူး PDF ဆိုပြီးဖမ်းတာဘယ်အဖွဲ့ဝင်မှမဟုတ်ဘူးလို့ပြောလည်းမရဘူး ကိုနိုင်မြင့်အပါအဝင်သုံးမိန်းပေါ်ပါလာတဲ့အမျိုးသမီးနဲ့သုံးမိန်းမောင်းတဲ့သူကိုပါဖမ်းပြီးသုံးမိန်းကိုပါယူသွားတယ်လို့ဖြစ်စဉ်ကိုတည်သူတဦးကပြောဆိုထားပါတယ်။ပွင့်ဖြူမျိုးနဲ့ចောင်းဆောင်ကြီးကြီးရွာကပြီးစောတီအဖွဲဟာပွင့်ဖြူဝါဆိုင်ပြူရီအထိုင်တက်တဲ့ပူပေါင်းကအနီးအနားရှိကြီးရွာများမှပြည်သူတွေကိုမတရားဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရှိရပါတယ်ရှင်။တရားသတင်းဘုတ်အနေနဲ့အာနာသိစစ်တပ်လာအောက်ခံတပ်သားတအူလက်နက်ခဲရတဲ့တကွာအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းရေတကြိုမြို့နယ်မှာနိုဝင်ဘာလ15ရက်နေ့ည9နာရီဝန်းကျင်ခန့်မှာအာနာသိန်းစစ်တပ်လက်အောက်ခံတပ်သားတအူကလက်နက်ခဲနဲ့တကွအလင်းဝင်ရောက်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေတကြိုမြို့နယ်ပကဖားကထုတ်ပြန်ထားပါတယ်။ရေတကြိုမြို့နယ်ခလာရ256မှာတပ်သားဟိန်းထက်လင်းကတာဝန်ကျရာခလာရ256လုံခြုံရေးဂိတ်မှာ MA1 လက်နက်နဲ့အတူတာဝန်ချိန်အတူကြတဲ့တက်ကြည်တအူရဲ့ MA3 ကိုပါယူဆောင်လာပြီး ဤသို့ကာကွယ်ရေးတပ်ဖွဲ့ရေတကြိုမြို့နယ်ပတ်ကဖထံကိုဗတ်ပြောင်းခုလုံးကလက်နက်အနှံခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါလက်နက်နှစ်လက်ယူဆောင်ပြီးပြည်သူ့ရင်ဝင်ထံဗတ်ပြောင်းခုလုံးခဲ့တဲ့တပ်သားဟင်းထက်လင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေတကြိုမြို့နယ်ပတ်ကဖကစုချင်းငွေ350ကျပ်စုချင်းမြင်ပြီးလုံခြုံတဲ့နေရာမှာထားရှိထားကြောင်းကိုလည်းအသိပေးထားပါတယ်။ရေတကြိုမြို့နယ်အတွင်းမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်တပ်ဖွဲ့ဝင်တပ်သားတချို့ဟာနီးစပ်ရပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ခါ လက်နက်ခဲရဲနဲ့တကွာအလင်းဝင်ရောက်လာကြတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ10ရက်နေ့ကလည်းပေါင်းမြို့နယ်မြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ရဲတပ်သား A ချန်အောင်ဟာ G3 တနက်တလက် G3 G 90000တို့ကိုယူဆောင်လာပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေတကြိုမြို့နယ်ပကဖထံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်လိုအပ်တာတွေကိုအလေးထားဆောင်ရွက်ဖို့စစ်ကောင်းဆောင်မှာကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှစတင်ကအပိုင်းလိုက်ဂျင်းပါမယ့်ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်လိုအပ်တာတွေကိုအလေးထားဆောင်ရွက်ဖို့အာဏာသိမ်းစစ်ကောင်ဆောင်ကမှာကြားလိုက်ပါတယ်။မော်လမြိုင်အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုနိုဝင်ဘာလ16ရက်နေ့ကရောက်ရှိစဉ်စီဦးစီစီရင်နဲ့စစ်ထောက်ဆိုင်ရာအစီအဝေးမှာအလိုမှာကြားလိုက်တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကမကြမီဂျင်းပါမယ့်ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်လိုအပ်တာတွေကိုအလေးထားဆောင်ရွက်ဖို့လိုကြောင်း လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာများအပြင်ဒေသဖွံ့ဖြိုးရေးနေမြေခံလူလူရဲ့အကျိုးစီးပွားပေါ်ဆောင်ရေးတို့ကိုလည်းတပ်ဆိုင်ရာနေမြေအလိုက် နေမြေခံတပ်ရင်းတပ်ဖွဲ့များကတပ်ဆန်းသူရေးကျူးပန်းဆောင်ရွက်ရမယ်လို့မှာကြားခဲ့ကြောင်းစစ်ကောင်မရှင်ရဲ့ဝါရဖြန့်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ရွေးကောက်ပွဲကိုအနောက်အရှက်ကင်းကင်းနဲ့လှုပ်ချင်နေပြီးတော့ရွေးကောက်ပွဲမှာလည်းနိုင်ချင်နေပေါ့။ဒါကြောင့်လုံခြုံရေးအပြင်စီယုံရေးနဲ့ပတ်သက်တာတွေကိုပါပြောသွားတာတွေ့ရပါတယ်။ရတခကိုကဲမှုအောက်တက်တွေအနေနဲ့ စီယိုရေးလုပ်ငန်းလုပ်ဖို့နီနီတာတာတချို့တက်တွေဆိုလက်မလို့ရအောင်မနေကြခံထားရတာကိုတွေ့ရပါတယ်အထူးသဖြင့်ဖပေါ်ဗျူဟာလိုမျိုးပေါ်လို့စီရီယံဘုံမှုဆွဲတော်ကမြို့တော်ကို ပြောဆိုထားပါတယ်စီကောင်းဆောင်ကဒေတာရင်းလုံခြုံရေးနိုင်ငံတော်လုံခြုံရေးတို့ကိုအစင်အမြဲဂယုပြုရန်အလေးအနက်ထားဆောင်ရွက်သွားရန်လုံခြုံရေးနဲ့ပတ်သက်တဲ့လုံဆောင်တဲ့လုံဆောင်ထိုက်တာတွေအလုံးကိုအငင်းမပြတ်ဆောင်ရွက်ရန်မဟာဗျူဟာအရအရေးကြီးတဲ့လမ်းကြောင်းတွေအလုံးလုံခြုံချောမွေးစွာသွားလာအသုံးပြုနိုင်ရေးဆောင်ရွက်ရန် online ငွေကြေးလိမ်လည်မှုနဲ့ online လောင်းကစားမှုတွေကိုအမျိုးသားရေးတာဝန်တရက်အဖြစ်ခံယူပြီးဆက်လက်ရှင်းလင်းတိုက်ဖြတ်ဖို့လို့ကိုလည်းမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြန့်ပြီးစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်အင်အောင်စု၄ထောင်ကျော်စစ်ပေးရှောင်နေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းပေါ့မြို့နယ်ကိုနိုဝင်ဘာလ16ရက်နေ့မှာအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကကြေးဝါရီအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အိမ်အောင်စု၄တောင်ကျော်ဟာစစ်ဘေးရှောင်နေကြရတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါ့မျိုးကထုတ်ပြန်ထားပါတယ်။ပေါ့မျိုးနယ်အမြောက်ပိုင်းကိုစစ်တပ်အဖွဲ့ဝင်တွေကစစ်ကြောင်း၃ကြောင်းဖျက်ပြီးကြေးရွာ၂၈ရွာကိုစစ်ကြောင်းထိုးတာကြောင့်ဒေသခံပြည်သူလူဦးရေ၁၈,၀၀၀ကျပ်ဟာမီးဆက်ရတောတောက်နေတဲ့မှာစစ်ဘေးရှောင်နေကြရတာကြောင့်အခုအညီတွေလိုအပ်နေတယ်လို့သိရှိရပါတယ်။ ပေါင်းမျိုးနယ်ထဲမှာစစ်တပ်မှဝီဟင်ကနေဝိုင်တွဲပါရာမော်တာနဲ့မကြာခဏလာရောက်ပစ်ခတ်နေပြီးမြေပြင်မှာလည်းစစ်ကြောင်း၃ချောင်းဖြန့်ကစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ကြောင်းတွေနားဆွေးကြဖို့နဲ့နေမြေခေါင်းဆောင်တွေရဲ့ညွှန်ကြားချက်တွေကိုလိုက်နာပြီးကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်းအသိပေးထားပါတယ်။စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒေသခံပြည်သူတွေအတွက်လိုအပ်တဲ့စားနပ်ရိက္ခာ၊စာ၊ချနာ၊စေဝါးတွေကူညီပေးကြဖို့ကိုလည်းအသိပေးထားပါတယ်။ ပေါင်းမျိုးနယ်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးတပ်တို့နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားတာတွေရှိပြီးအထိနာနေတဲ့စစ်တပ်ကပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေပါရာမော်တာနဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖြာပုံမြို့မှာငါးဖန်းဆက်လေမီလောင်ကျွတ်လို့တင်မော်တစီလုံးပြကြခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AOD တိုင်းဖြာပုံမြို့နယ်မြို့မှာ ငါးဖန်းဆက်လီဘော်ကစီပီပါတလုံးရုတ်တရက်မီးလောင်ပြီးမိသားဌာနကခက်ခက်ခဲခဲသွားရောက်နှိမ့်တက်ခဲ့ပေမဲ့တင်မော်တစီလုံးမီးလောင်ခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ18ရက်နေ့ဒီကနေ့မနက်၈နာရီခန့်ကဖြာပုံမြို့တင်ပလဲကျေးရွာအုပ်စုဓမင်းစိတ်ကျေးရွာအနီးဖြာပုံမြို့ဘက်မှငါးဖန်းဆက်လီတစီမီးလောင်ကျွမ်းခဲ့တယ်လို့သိရှိရပါတယ်။မီးလောင်တာတိတိချင်းမိသက်တွေကကန္နာအထိရောက်လာတယ်။မြို့ဝမှာဖြစ်တာဆိုတော့ဒီကနေ့သွားဖို့အဆင်မပြေဘူး။ကြံ့ကြာတာတွေဖြစ်ပြီး မိသက်တွေလည်းရောက်ကောတင်မော့ကလုံးဝအယိုးပဲကြံတော့တာလို့ဒီတာခန်တဦးကပြောဆိုထားပါတယ်။မိလောင်ကျွမ်းနာကြောင့်လူသေးဆုံးတာမရှိဘူးလို့သိရှိရပြီးကန်းချက်ကနေအသေးစားဆက်လေးနဲ့သွားရောက်ကယ်ဆယ်ရလာကြောင်းလန်ခီးကြီးမှကြံ့ကြပြီးမိမထိန်နိုင်ဖြစ်ခဲ့ရလားလို့သိရှိရပါတယ်။ဆက်လေးနဲ့သွားနေရတာရေဆုပ်ဆက်အသေးလေးတစ်လုံးနဲ့ကျိုးတွေလောက်ပဲတည်သွားနိုင်နေ။မြို့ဝမှာလောင်တာဆိုတော့သွားရလဲခက်တယ်။လူသေးတာတော့မရှိပါဘူးလို့ဒေတာခန်တဦးကပြောဆိုထားပါတယ်။ ဆက်လီဟာလောင်စာစီပေပါကတဆင်လောင်းတာလို့ဒေသခံတွေရဲ့ပြောကြားချက်အရာသိရပြီးမိနစ်40ကြာကြာလောင်ကျွမ်းခဲ့ကဖြာပုတ်ခရိုင်မိသက်စခန်းမှာမိသက်ဆက်ရည်တစီကျောက်ကလုံးနယ်မြေမိသက်စခန်းမှာမိသက်ရည်တစီအပေါ်စားဆက်တလုံးလုံးနဲ့ခက်ခက်ခဲခဲညှိနေရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးကောင်းမြို့ရှိလက်တော်ရဲကနေအိမ်တစ်ခုမှာတည်ဆုံနေတဲ့ရုပ်အလောင်းနှစ်ခုတွေ့ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်မိုးကောင်းမြို့နယ်စားမော်ကြီးရွာမှာတည်ဆုံနေတဲ့အယုတ်အလောင်းနှစ်ခုတွေ့ရှိတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ15ရက်နေ့ကစားမော်ကြီးရွာလေတော်ထဲမှာအမျိုးသားနှစ်ဦးကိုတည်ဆုံလျက်တွေ့ရှိခဲ့ကြတာဖြစ်ပြီးတည်ဆုံသူနှစ်ဦးဟာဦးအင်ခွမ်းလာနဲ့ကိုငမျိုးဆိုသူဖြစ်ပြီးမြီးဖြစ်သူကကြောင်းပည့်ရဲ့လေတော်ထဲအလဲသွားရမှာအဖိုးဖြစ်သူနဲ့ကိုငမျိုးတို့တည်ဆုံနေတာကိုတွေ့တာလို့သိရှိရပါတယ်။ဦးအင်ခွမ်းလာရဲ့မြီးကကြောင်းပိတ်လို့သူ့အဖိုးစီသွားတာ ဲမှာအဖိုးနဲ့အမျိုးသားတယောက်တင်းနေတာကိုတွေ့လို့အိမ်ကိုလှမ်းပြောတာနဲ့သိရတာဘာလို့လဲတော့တေချာမသိဘူးကြာသာပရိနေကလက်နက်ကြီးပြုတ်ကြတဲ့အတန်းတော့ကြားတယ်အဲ့ကလေးကဖြစ်ဖို့များတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်ဦးအင်ခွန်လာရဲ့ရုပ်အလောင်းဟာလွင့်ထွက်ပြီးဗရဏာကိုရောက်နေတဲ့ပုံစံမျိုးဖြစ်ခါဝမ်ပိုက်ပကုံးအောင်နဲ့နှစ်ဖူးတွေမှာဒဏ်ရာတွေတွေ့တယ်လို့ပြောဆိုကြပြီးကိုငမျိုးရဲ့ရုပ်အလောင်းကိုတော့မိသားစုတွေကတည်သွားလို့အသေးစိတ်ကိုသေချာမမြင်ခဲ့ရဘူးလို့သိရှိရပါတယ်။ အလောင်းတွေတွေ့တော့အနံ့ကထွက်နေပြီတေတာရဲ့နည်းနည်းကြာပုံရတယ်ကြာတာပရိနေကဘုံကျဲတဲ့အတန်ကြီးကြတယ်အဲ့နေကဖြစ်တာလို့ထင်ချင်းနဲ့ပြောနေကြတယ်ဒီဘက်မှာကအဲ့ဒီလိုထော်ပုံးတွေလေ့ကျင့်ကြတယ်ဒီနေရာကွင်းမြင်ကိုပြစ်ကြခတ်ကြတာအခုရက်ထဲခက်ဆိတ်ဆိတ်ရှိလာတယ်လို့ဒေတာခန်တအုပ်ကပြောဆိုထားပါတယ်တေဆုံးသူအသက်68နှစ်အရွယ်ဦးအင်ခွန်းလာနေအသက်30ဝန်းကျင်ကိုငမျိုးတို့ဟာပြီးခဲ့တဲ့အပတ်ကစားမော်ကြီးရွာအရှိတ်3မိုင်ဝန်းကျင်ကွာဝေးတဲ့ စုညစ်ပါဆိုတဲ့နေရာမှာနှွားကြောင်ရင်လာနေကြတာဖြစ်တယ်လို့သိရပြီးအခင်းဖြစ်တဲ့စားမော်ကြီးရွာအနီးတစ်ဝိုက်မှာစစ်ကော်မရှင်တပ်ရှမ်းပြည်အမျိုးသားတပ်မတော် SNA နဲ့ပြည်သူ့စစ်အဖွဲ့တွေတရှိတယ်လို့သိရှိရပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့ကဒေါ်ဘုံကျင်းဤတင်နန်းပေးတာလည်းရှိတယ်လို့သိရှိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဂရိနိုင်ငံမှာတစဉ်ယူကရိန်းနိုင်ငံကိုအမေရိကန်နိုင်ငံထုတ်သဘာဝတန်းငွေတွေတင်ပို့သွားမယ့်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းနိုင်ငံရဲ့ပြည်တွင်းမှာတဘာဝတံခွေထုတ်လုပ်ရေးလုပ်ငန်းတွေဆုံးရှုံးခဲ့မှုအတွက်အစာထိုးဖြစ်တင်းတဲ့အနေနဲ့လာမယ့်ဆောင်းရာသီမှာဂရိနိုင်ငံမှာတဆင်အမေရိကန်နိုင်ငံကထုတ်လုပ်တဲ့အရေးအသွေးအစီရှိတဲ့တဘာဝတံခွေ LNG ကိုရယူဖို့သဘောတူညီထားပါတယ်။ယူကရိန်းသမ္မတဗလာဒီမီယာဇလန်စကီးဟာတနင်္ဂနွေနေ့ကဂရိနိုင်ငံအေသင်မြို့မှာဂရိဝင်ကြီးချုပ်ကီရီအာကုမဆူတိုကီနဲ့တွေ့ဆုံခဲ့ပြီးဆွေးနွေးပြီးတဲ့နောက်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး NNG သဘောတူညီချက်ကိုကြေညာခဲ့ပါတယ်။ယူကရိန်းနဲ့ဂရိကုမ္ပဏီတွေဟာဂရိနိုင်ငံကတဆင်ယူကရိန်းနိုင်ငံကိုအမေရိကန်ထုတ်အရေးအသွေးရှိ LNG တင်ပို့ဖို့သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ဇလန်စကီးကပြောကြားခဲ့ပါတယ်။သူကဇန်နဝါရီလမှာဓာတ်ငွေပေးပို့မှုစတင်ပါမယ်လို့ပြောကြားခဲ့ပြီးဒီသဘောတူညီချက်ဟာအခုဆောင်ရသည်မှာယူကရိန်းမှာလိုအပ်နေတဲ့ဓာတ်ငွေတွေကိုထောက်ပံ့ပေးနိုင်မှုအတွက်ကျွန်တော်တို့ပြင်ဆင်ထားတဲ့စွမ်းအင်ရရှိရေးစီမံချက်အတွက် အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့တာပါအစောပိုင်းကြေညာချက်တခုမှာကျွန်တော်တို့မှာဓာတ်ငွေတင်သွင်းမှုကိုငွေကြေးထောက်ပံ့မှုသဘောတူညီချက်တွေရှိထားပြီးသားပါပြီးတော့ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းကထုတ်လွှင့်ရေးလုပ်ငန်းတွေဆုံးရှုံးခဲ့ရမှုကိုအစားထိုးပေးဖို့ဓာတ်ငွေတင်သွင်းမှုအတွက်လိုအပ်တဲ့ယူရို1ဘီလီယံနီးပါးကိုကျွန်တော်တို့ပေးဆက်သွားမှာပါလို့သူကပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင် မြို့ရရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့ရရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝပြည့်ရနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်